အားလုံးပဲမင်္ဂလာပါရှင် Let's talk the new channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ခုလက်ရှိမြင်နေရတဲ့နေရာကတော့ဖာကန်မြို့နယ်လုံခင်ချေးရွာအုပ်စုမော်စီစာချေးရွာအပိုင်ထဲမှာရှိတဲ့ကြောက်ဆိုင်တူဖို့ရေလောက်ကွာမှာပေါက်ကွဲမှုဖြစ်သွားတဲ့အခြေအနေဖြစ်ပါတယ်ခုပြောပြပေးမယ့်တင်ကတော့စစ်တပ်ဒရုန်းကြောင့်ကြောင်မြတ်လောက်ကွဲရန်ကိုတောင်ပေါက်ကွဲလူ30ထက်မနည်းထိခိုက်ဒေဆုံးတဲ့တင်မှာ ပိုက်ပွဲတွေပြင်ထက်နေတဲ့ကချင်ပြည်နယ်ဖားကတ်မြို့နယ်နမဲကျော်လုံခင်းကျေးရွာအုပ်စုထဲကကြောင်မြက်လောက်ကွက်တစ်ခုမှာမနေ့ကပတ်ကွယ်မှုဖြစ်ပွားခဲ့ပါတယ်။ဒါဟာစစ်ကောင်စီတပ်ရဲ့ drone နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်တင်အောင်ကျင်းကုမ္ပဏီရဲ့ကြောင်မြက်လောက်ကွက်ဟောင်းထဲကရန်ကိုတောင်ပတ်ကွယ်မှုဖြစ်ပွားခဲ့ရတာဖြစ်တယ်လို့အဲ့ဒီအကြောင်းသိရှိထားတဲ့ဒေတာခန်တွေကပြောပါတယ်။ဒီပတ်ကွယ်မှုကြောင့်လောက်တာရာနဲ့ရှိတဲ့အထက်က မျိုးသမီးတအူးနဲ့အမျိုးသားနှစ်ဦးတို့တေဆုံးထားရတဲ့အပြင်အလုတ္တမ30ဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။လုံခင်းဆိုင်ပွန်ကျွရအနီကကြောင်မြတ်လောက်ကမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ဟာမော်စီစာဖုန်ကြီးကြောင့်အတွင်းခိုအောင်နေတဲ့စစ်ကောင်စီတပ်တွေရဲ့ drone နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ KIA စစ်ရေးတည်င်းရင်းမြစ်တွေစီကနေသိရပါဗျ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကချင်လွတ်လပ်ရေးတပ်မတော် KIA တာဝန်ရှိသူတွေအနေနဲ့စစ်ဆေးအတိပြုပြီးပြီလို့ဆိုပါတယ်စစ်ကောင်စီ drone ပုံကြောင့်ရန်ကုန်တောင်ပောက်ကွယ်မှုအတွင်းကြောင်မြက်လောက်ွက်ရှိလူနေဆောင်၈လုံးအပါဝင်ဘတ်ဟိုကားတစ်စီးကား၅စီး truck ကား၅စီးဖောက်ဆက်၅လုံးစီပေါက်စား၅လုံးပျက်စီးဆုံးရှုံးသွားခဲ့ရတယ်လို့သိရပါတယ်ဒါအပြင်ဒေသခံတွေရဲ့နေအိမ်၃၅လုံး COC ဖျားចောင်းဆောင်တစ်ခု AG ဖျားចောင်းဆောင်တစ်ခုဓမာယုံတလုံးတို့ပျက်စီးခဲ့တယ်လို့သတင်းရရှိပါတယ်။ကရှင်ပြည်ဒုတိယမြို့တော်ဗမော်မှာအေးမလားတဲ့စစ်ကောင်စီတပ်တွေဟာ KIA တပ်တွေစုမိုးထားတဲ့ဖားကန်ဖတ်မှာပါပြီးခဲ့တဲ့မေလကလေးကစစ်မျက်နှာပြင်တိုးချဲ့ထားတာဖြစ်ပါတယ်။အင်အား200ကျော်ရှိတဲ့စစ်ကောင်စီပူးပေါင်းစစ်ကြောင်းကဖားကန်မြို့လုံခင်မော်စည်းစကြေးရတဝိုက်ကို ထိုးစစ်ဆင်နေတာပါ။ ပြီးခဲ့တဲ့မေလနောက်ပိုင်းတုန်းကလုံခင်းဘက်ကိုဝင်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ KIA PDS တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ရမှာစစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်ဒေသခံ၅ဦးထပ်မံတေဆုံးခဲ့ရပါတယ်။သတင်းလေးကတော့ဒီလောက်ပါပဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။မြမပြည်သူပြည်သားအလုံးစစ်အာဏာရှင်ပြည်တဘာဝဘေးတို့ကနေအမြန်ဆုံးကင်းလွတ်နိုင်ကြပါစေရှင်ကျမညိမ့်ပါ